ော်တို့ request လုပ်တာဒီဆရာတယောက်ရှိပါတယ်ဒီဆရာလွတ်လပ်နေဖြစ်ပါတယ်ဆရာလွတ်လပ်နေအစင်းချင်းဖြစ်ရင်ကျွန်တော်တို့ရေးပြရလို့ရပါပြီဟုတ်ကဲ့မင်္ဂလာပါခင်ဗျအတန်ကြာရလားခင်ဗျ ကဲအဆင်ပြေပါလိမ့်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကဟို Radio NUG ကအန်ခါတယောက်ဖြစ်ပါတယ်ဆရာတွေကိုကြပြဆရာတွေရဲ့အမှုပညာတွေကိုလည်းကျွန်တော်ထုတ်လွှင့်နေကြဖြစ်လို့ဒီကနေပဲဆရာတွေအလုံးကိုလေးပြုပါတယ်ခင်ဗျာကျွန်တော်ကအခါတိုင်းဆိုရင်တော့ Editor သမားဆိုတော့အစိတ်ကြိုက်လေး BG လေးခံပြီးတော့ရောထွေးရတာပေါ့နော်အခုကတော့ live တင်ဆက်ရမှာဆိုတော့ဟိုမကောင်းတဲ့တန်တွေလည်းပေါ်လာမှာဖြစ်ပါတယ် ဟိုကပြဆရာတွေရှိနေတာပေါ့နော်ကပြဆရာတွေကနှလုံးသားနူးညံ့တဲ့လောက်သူတို့ရဲ့ပြတ်သားတဲ့စိတ်တွေကကျွန်တော်တို့အမြဲတမ်းဥညွှတ်ရပါတယ်လို့အခုဆရာစောဝီရဲ့ကပြကိုအတန်ထုတ်လွှင့်ပြီးသားဖြစ်ပါတယ်ကျွန်တော်ဖတ်ခွင့်ပြုပါခင်ဗျာအမတ အမတီအမေလို့အမည်ရပါတယ်ခင်ဗျာဆရာစောဝီကိုစားဖြစ်ပါတယ်အမတအမတီအမေအမတအမတီအမေမုံသူတစုကတတ်ချင်ပေမဲ့ จิตุญาကရှင်စေလို့လို့ရှင်နေသူအမတအမတေအမေအာနာယုတစုကအာနာခဏခဏလူပင်မဲ့အာနာရမသွားတဲ့လူတွေကြောင့်ထောင်ထဲရောက်နေရပင်မဲ့ထောင်မှန်သမျှနိဗ္ဗာန်ဖြစ်အောင်ကျင့်နိုင်သူအမတအမတေအမေတဏ္ဍတွေကိုင်းလူတွေတတ်ပြီးဂုံတိုက်ခါကိုအပုတ်ချပင်မဲ့ဒူဝန်ကျဲ့ထက်လင်းလက်ကဘာကို ထိန်ကြီးစေသူ အမတအမတီအမီသင်္ကန်းဝတ်တွေကမဆိုင်တာတွေလုံနေချင်းတရားရှာကိုမာရှိစိတ်နဲ့အမြဲတရားမှန်နေသူအမတအမတီအမီဂုံစာသူတွေကပလင်လူပင်မဲ့ဂုံမမက်သူကဂုံအမြဲတက်နေသူအမတအမတီအမီစစ်ခွေးတွေကလူတို့နဲ့ကင်းကွာအောင်တောက်ကြည့်ရုပ်မှာပင်မဲ့ မြမလူတုနဲ့ကပလူတုယင်ထဲရောက်သွားသူအမတအမတီအမေကို့အတွက်ကို့သားကို့မိတွေဖို့မြေကြီးမလွယ်ပင်မဲ့ကို့တိုင်းပြည်အတွက်မြေကြီးအခါခါကြရတဲ့သူအမတအမတီအမေဒီအားစုနှစ်တွေထဲမုတ်ဆိုးမတစ်ယောက်ရဲ့တင်းပြန့်မှုန်းကြိုင်တဲ့ဂုံတည်င်းတွေကကဘာကိုမရမနာလှဲ့လည်နေသူ အမတအမတီအမေလမ်းပေးမုတ်ပြားတလက်တဲကနေတမရအထိလူလိုပဲလေးစားစွာဆက်ဆံခဲ့သူအမတအမတီအမေရက်ဆက်ရိုင်းဆိုင်သူများကို အပြုံးမပြတ်မေတ္တာထားနိုင်သူအမတအမတီအမေအသက်အရွယ်နဲ့မမျှမြမငိမ့်ချမ်းကြီးနဲ့ကပငိမ့်ချမ်းကြီးကိုနှလုံးသားအဆောင်ရွက်နေသူ အမတအမတီအမေနှင်းစီခွာညိုတပြေစပယ်တစဉ်တစ်ခွာပွင့်တမြပန်းအဆင်းနဲ့လန်းစီသူကိုခန္ဓာကိုအကျဉ်းချထားပေမဲ့စိတ်ကပြည်သူလူထုထံမှာအမြင့်ရှိသူသူကျမ်းမာရေးထက်မြမလူထုရဲ့ကျမ်းမာရေးကိုအလေးထားသူအမတအမတီအမေအသက်ရာကျော်ရှိပါစေအမတအမတီ အမေအသက်ရာကျော် ရှိပါစေအမတအမတေအမေအသက်ရာကျော်ရှိပါစေဆရာစောဝေကပြပါခင်ဗျာဟုတ်ကဲ့ပါဆရာလွတ်လပ်နေဦးကျေးဇူးတင်ချူအထူးတင်ရှိပါတယ်အဲ့တော့အမူရင်းကပြပိုင်ရှင်ဖြစ်တဲ့ဆရာစောဝေကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဦးကပြရွတ်ချင်းရဲ့နောက်ဆုံးကဏ္ဍအနေနဲ့ ါဒုတိယပိုင်းပေါ့နော်နောက်ဆုံးကဏ္ဍအနေနဲ့ကျွန်တော်ကျွန်တော်ပဲရွတ်လိုက်ပါမယ်ခင်ဗျာဟုတ်ပါတော့ကျွန်တော်လည်းရွတ်ချင်တာပေါ့နော်အဲ့လိုမျိုးကျွန်တော်ရွတ်လိုက်ပါမယ်ကျွန်တော်နိုင်ငံတော်ထံပေးစာဆိုပြီးသွားရင်ကျွန်တော်တို့ကအဲ